ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုဇော်လင်းနိုင်ပါဟုတ်ပြီသူကအဖေအတွက်မေးတာပါဟုတ်ဥတန်းနိုင်နဲ့63နှစ်လက်သမားအခုတော့နားနေပါပြီတဲ့ဟုတ်ပြီကံမတရက်ကံမတရက်ကံမပေါ့နော်တရက်ကံမမကွေးတိုင်းဆရာကြီးခင်ဗျားတဲ့ဆေးစစ်ချက်အရာတဲ့ကျွန်တော်အဖေကတဲ့အဆုတ်ကင်စာအဆင့်လေးလို့ပြောပါတယ်တဲ့အဆင့်လေးဟုတ်ကဲ့ဆရာကြီး အဲ့ဒါတော့စစ်စစ်ချက်ရတေချာစစ်ချက်ကကိုပြောတာဆိုတော့သတိထားရမယ့်အချိန်နော်ဟုတ်ကဲ့ဆရာကြီးအဆုပ်ဆိုတာလေဟုတ်ကဲ့ဆရာကြီးဟုတ်ပြီဆက်ဖတ်ပါဦးအစားအသောက်ဖြစ်ဖြစ်စေးနီးဖြစ်ဖြစ်လမ်းညွန်ပေးပါခင်ဗျာတဲ့ဟုတ်ပြီအဲ့တော့ဖေးကလမ်းလျှောက်နိုင်တဲ့အစစ်မှလားလမ်းလျှောက်ရင်ကိုမောတာတို့နေလှုပ်လိုက်တာနဲ့မောတာတို့အဆုပ်ကအသက်ရှူတာနဲ့တည့်ရဲ့ဆိုင်တယ်လေဟုတ်ကဲ့ဆရာကြီးအဲ့တော့တိတ်မောလာပြီဆိုတော့ အနားနေတာကွာစိတ်ကူးခြင်းတမျိုးပဲဟုတ်ကဲ့ဆရာကြီးနော်လှဲပြီးတော့နားလိုက်ထိုင်ရင်လေးနားလိုက်ဟုတ်ကဲ့ဆရာကြီးအဲ့လိုနားပြီပါလို့ပင်ပင်ပန်းပန်းဆိုလို့စိတ်ပင်ပန်းတာလူပင်ပန်းတာဘာတခုမှမလုပ်စီကျွန်တော်ပါဘူးဟုတ်ကဲ့ပါမလုပ်ပါနဲ့နားသာသေးပြန်ရင်စိတ်ကူးခြင်းမှာဟုတ်ကဲ့ပါဆရာအဲ့နားတွေမှာတော့ဘာလုပ်ရမလဲဆိုရင် အသက်ကိုဝါဝရှူပါဟုတ်ကဲ့ဆရာဟာအသက်ဆိုတာဘာကိုခေါ်တာလဲလေးကိုခေါ်တာပါလေးခေါ်တာပါဟုတ်ကဲ့ဆရာနှကောင်းကရှူသွင်းပါရှေရှေရှူသွင်းပါဗဇက်ကပြန်ထုတ်ပါဟာဟာဟာတခါရှူရင်အကျိတ်20ဟုတ်ကဲ့ဆရာအဲရှူတဲ့အခါမှာတော့အထူးကူးဆိုင်ရမှာမိမညှော်နှံ့လို့ဖုံနှံ့လို့မတတ်မှုဆိုရင်မရှူပါနဲ့ ဟုတ်ကဲ့ဆရာကိုအေးရဲ့အတန်ဆုံးနေရာလေးမှာရှိပါဟုတ်ကဲ့ပါဆရာဥမာအိမ်တည်းရေးမှာမြို့ဘောင်ကြောင့်နဲ့ထမင်းစားကနှစ်ခုရှိမယ်ဟုတ်ကဲ့ဆရာချက်ပြုတ်နေရတဲ့စားတဲ့ဘယ်နေရာပူတတ်လဲထမင်းစားကန်ပူတတ်တာပါဆရာထမင်းစားနဲ့အေကန်ဘယ်ရောက်ပူတတ်အေကန်ပူတတ်တယ်ဆရာအေကန်နဲ့ဖရားကန်ဘယ်ရောက်ပူတတ်ဖရားကန်ပူတတ်တယ်ဆရာဆိုလာရွေးချယ်တတ်ဖို့လိုပါတယ်ဟုတ်ကဲ့ဆရာနော်ဘာတန်းမှာလဲလေတန်းမှာဆရာအဲ့လိုလေတန်းတဲ့နေရာလေးမှာရှူပါအကယ်၍များ ဆရာတော့ကံကောင်းနေလို့ပြောရမှာဆရာရက်ွက်တယ်မှာကံပေါင်းရှိတယ်ဟဲ့ကံကြီးတွေရှိတယ်ဟုတ်ညီယူတရထသွားလိုက်ချင်းနဲ့ကံပေါင်းပုံမှာပတ်ပြီးတော့လေဟုတ်ကဲ့ပါဆရာဂျာပန်းတွေလည်းပွင့်နေတယ်ဂျာနန်လေးကလည်းသင်နေတယ်လေယာလည်းပဲတန့်နေတယ်အဲ့ကံပေါင်းပုံမှာ၃ဘတ်လောက်လမ်းလျှောက်ပြီးရင်လူကကို့မှာဘာမှယောဂမရှိသူတို့တော့ခံစားရတယ်ဟုတ်ကဲ့ဆရာအသက်ဆိုတာဘာကိုခေါ်တာလဲ လေကိုခေါ်တာလေကိုပဲဟုတ်ကဲ့အဲ့လေကိုကရှူတဲ့အချက်ဆွဆွမြေမြေလေးလုတ်ပါမမိမလေးရောလုတ်ပါဟုတ်ကဲ့ပါဆရာကြီးနော်လုတ်ဖြစ်အောင်လုတ်ပါလို့မေခွန်းရှင်ရောမေခွန်းရှင်ကဲတောက်နိုင်တဲ့အလုပ်တစ်ခုကိုလွယ်လွယ်လေးပျောက်သွားအောင်စူးစမ်းကြစမ်းမှာလို့အကြံပေးခြင်းပါလေဗျာဆရာကြီးဟုတ်ကဲ့ဆရာကြီးဒီကင်ဆာသမားတွေကအများဆုံးအဖြစ်ပူကြရနော်ဆရာကြီးအခုအပူတွေရွာပဲဟုတ်ကဲ့ဆရာကြီးကင်ဆာဆိုတာကိုဆရာတို့နားလည်တာတော့အပူကြီးနှစ်ခုမှာအပူတွေကြီးပါပဲ ဟုတ်ကဲ့ဆရာကြီးဘလောက်ပူတယ်ဆို69000နှုန်းပူတယ်လို့ပြောရမှာဟုတ်ကဲ့ဆရာကြီးနော်အဲ့တော့ညာတော့အဖြစ်မိန်းကလေးကြီးယောက်ျားလေးကြီးကြီးအပူတွေနဲ့အဆက်တွေအကြော်တွေနဲ့အကင်တွေအစားများတဲ့သူဖြစ်တာပဲဟုတ်ကဲ့ပါဆရာကြီးအဲ့တော့အပူငင်းအောင်နေ့တနခါညကရမတ်တို့ဘာလို့လိမ့်ရမှာလဲလိမ့်လဲလိမ့်ပါဟုတ်ကဲ့ဆရာကြီးလိမ့်ပြီးရင်တကောတကောလေးရက်ပါဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင် ဘုရားရှင်ကြပါစေမြတ်